စပိုင်းမှာသူအရန်သူကချစ်တက်တယ်အရန်အားဥစားဖြစ်တယ်ဟဲ့လားအလုံးကြီးကြီးမားမားမလုတ်တတ်တာလွဲလို့မလုတ်တတ်ဘူးဆိုရလဲသူကလည်းဘာမှမဟုတ်လေသူကလည်းအမှန်ဆိုလို့ရှိရင်သူကမမဘွားစိတ်လေးလို့မမဘွားစိတ်ကနေပြီးတော့ယူမယ်ယူမယ်ဆိုပြီးတော့ကောက်ပြီးတော့ယူလာယူချလိုက်တာသူ့အတွက်အမှန်ဘာမှ ready မဖြစ်ဘူးနောက်ဆုံးဒီထိုးနှက်ချက်ကြီးကတော့အမေသေးတာကိုမပြောဘဲနဲ့အမေနောက်ဆုံးအချိန်မှာ အမေမျက်နှာကိုမမြင်လိုက်ရဘဲနဲ့ အမေမြေကျသွားတယ်ဘယ်လိုလုပ်အမေကိုမြင်တော့မလဲကဲကဲမှာလည်းအဲ့နောက်ဆုံးထိုးနှက်ချက်ကြီးကအပြင်းထန်သွားတာပေါ့နော်ဘယ်သူမှဆိုဘယ်သားမှဆိုအဲ့ထိုးနှက်ချက်ကိုမခံနိုင်ဘူးနော်မခံနိုင်တဲ့အတွက်ယောက်ျားတစ်ယောက်အနေနဲ့ဒါကတော့ယောက်ျားတစ်ယောက်ရဲ့တဘာဝကိုကျွန်တော်တို့ကအဲဥရောရိုက်ပြတာယောက်ျားတစ်ယောက်အနေနဲ့မကျင်တတ်ဘူး ိမ့်မအောင်မကျင်တော့ဆိုဘာလို့မလဲမိမ့်မမကြိုက်တာမှန်သမျှအကုန်လုံးမယ်နော်မိမ့်မဘာမကြိုက်ဘူးလဲမိမ့်မမကြိုက်တာမှန်သမျှလုံးမှာပဲအဲ့ဒီအချိန်မှာအဲ့လိုตายရတဲ့နောက်ကိုပါသွားတာသူတို့ယူထားတဲ့ဒီဇက်ကိုဟဲ့လားဟိုစပြီးတော့ဇက်အိမ်စတဲပြီးတော့ဇက်အိမ်စဖွဲ့ကြတဲ့ကအကျိုးအကြောင်းမရှိတဲ့ဟာကိုသူတို့အကြောင်းတရားရှိလို့အကျိုးဖြစ်တာ เนาะဆိုတော့အတွက်ကြောင့်မလို့ဟိုဟာပေါ့ဟိုတစ်ခုနဲ့တစ်ခုကဟိုဆက်ဆက်နေတာပေါ့เนาะဆက်ဆက်နေတယ်အစပိုင်းမှာ तू အရန် तू ချစ်တက်တယ်အရန်အာဟိုစဖြစ်တယ်ဟဲ့လားအလုံးကြီးကြီးမားမားမလုံတက်တာလွဲလို့မလုံတက်ဘူးဆိုတာလေ तू ကလည်းဘာမှမဟုတ်လေတွားတယ်အမှန်ဆိုလို့ရှိရင် तू ကမမားဘွားစိတ်လေးနော်မမဘွားစေးရနေပြီးတော့ယူမယ်ယူမယ်ဆိုပြီးတော့ကောက်ပြီးတော့ယူလာယူချလိုက်တာသူ့အတွက်အမှန်ဘာမှ ready မဖြစ်ဘူး အိမ်တော်တို့ခုဘလို့ဥစားအောင်လဲဆိုတာလည်းမသိဘူးဟဲ့လားသူ့မိမေကသွားဆိုင်သွားထိုင်ဆိုဟုတ်ကဲ့ဆိုတဲ့ဆိုင်ထိုင်တာပဲရှိတယ်ဘာမှဥစားမသိဘူးဆိုတော့တော့ကြောင့်မလို့ဟဲ့လားဟိုဟိုသူဒီလိုပဲသူသူ့ life ကသူဒီလိုပဲသူသူနေတာတခါသူဆိုင်နေပါလေအဲကုံစုံဆိုင်လေးပါလေခင်းတဲ့အချိန်ကြာမှသာလင်သူကနည်းနည်းလေးဩလောကကြီးကဟလာလေဘယ်လိုခေါ်မလဲရုပ်ကံကပါလားဆိုတာဟလာငွေရင်းနဲ့ပါလားဆိုတာသိလာတာ ဒီကြားထဲမှာခက်ခက်မှာလည်းဟိုဘယ်လိုခေါ်မလဲဟိုစကြီးပွားခြင်းစိမ့်ကြောင်ပောက်ကရတွေလှုပ်လိုက်တဲ့ခါကျတော့သူတို့တွေတွတ်တွတ်ခါသွားပြန်တော့တခါပြန်ပြီးတော့တော့ဆရတဲ့အဲ့ဒီဆိုအဲ့လိုတွတ်တွတ်ခါတဲ့အချိန်မှာလည်းသူကတော့မပြောပါဘူးတခါအဲ့ကလေးကိုကလေးကိုဟလာအဖွားလက်ထဲမှာပေးပြီးတော့အမှန်ဆိုရင်ဒါကကလေးကိုအဖွားမွေးစားတာမှန်တယ်ဘာဖြစ်လို့ तू မကျွေးနိုင်ဘူးလေ तू ကလေးရဲ့ဟိုဘဝကို तू ိုမပြိုးထောင်နိုင်ဘူးလေအဖွားလက်ထဲပေးလိုက်ရင်အဖွားအကုန်လုံးပြိုးထောင်သွားမယ်ဆိုဒါသီးဟိုဆိုသူ့ဘက်ကနားလည်မှုပဲဆိုဒါမဲ့ तू ကတခါတည်းအဲ့ဒီအတွက်မှတော့ဒါမဲ့ခက်ခက်မာတယ်မှားသွားတယ်ပါလေဆိုတော့ပတ်စံသွားတောင်းတယ်ဒီပတ်စံပေးဆိုတော့အစကလေးကလည်းအဖွားကြီးရတယ်သူ့ကိုမုန်းနေတာဆိုတဲ့အတွက်ကြောင့်မလို့အမလေးငါ့စီမှာရောင်းစားသွားတာဆိုပြီးတော့အဲအဲ့လိုကြီးဖြစ်လာပြန်ရောအဲ့ဆိုအဲ့လိုမျိုးကြီးဟိုတခ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 ုအကုန်လုံးຫນွယ်ကုန်တာပေါ့နော် ဆိုတဲ့အတွက်ကြောင့်မလို့နောက်ဆုံးဒီထိုးနှက်ချက်ကြီးကတော့အမေသေးတာကိုမပြောဘဲနဲ့အမေနောက်ဆုံးအချိန်မှာအမေမျက်နှာကိုမမြင်လိုက်ရဘဲနဲ့အမေမြေကျသွားတယ်ဘယ်လိုလုပ်အမေကိုမြင်တော့မလဲတက်တက်လုံးသူမြင်စရာအကြောင်းမရှိတော့ဘူး तू မမြင်ဘူးဆိုတာလေ तू तू အရှိမသူ့ရဲ့သူ့အမေသူ့ကိုခေါ်တွေ့တယ်လေနေခက်ခက်မှာကိုနေကွဲလိုက်ဒီနေ့ကွဲဒီနေ့ချက်ချင်းနေပြန်လာနေ နေရုပ်ဆော့အစုံနောက်မင်းမယူမယ်ဆိုရင်တော့ငါလက်ခံတယ်ကွခက်ခက်မာလာမဖြစ်စေနဲ့ဆိုပြီးတော့အဲ့မှာပြောတဲ့အချိန်မှာ तू အရှင်းအရှင်းဆုံးပြောတယ်ခက်ခက်မာနားမှာဘူးမှမရှိဘူးအမေနားမှာလူတွေရှိတယ်အမေကိုချစ်တဲ့သူတွေရှိတယ်ကျွန်တော်ခက်ခက်မာနဲ့ပဲနေမယ်ဆိုပြီးတော့မကြိုက်ရင် မလာတော့ပါဘူးလို့ तू သူ့အမေကို तू ပြောခဲ့ပြီနော်ဆိုတော့အဲ့ဒီစကားကိုအဲဥစားပဲနားရှံသွားလို့လာမသိဘူးအမှန်ဆို तू က ူ့အမေကိုသူပြောပြီးပြီလေမလာတော့ပါဘူးအမေမကြိုက်ရင်ကျွန်တော်နောက်မလာတော့ပါဘူးဆိုပြီးတော့ပြောပြီးသားပြောပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သူကမသွားတော့တာဒီအမေအဲ့ကိုဒါမဲ့လေဒီလိုကြီးအသက်ငယ်ငယ်နဲ့ထေသွားလိမ့်မယ်လို့လည်းမထင်ဘူးပေါ့ဟလာဆိုတဲ့အတွက်ကြောင့်မလို့ဒါမဲ့ဆိုအဲ့မှာဟိုကက်ကက်မှာလည်းအဲ့နောက်ဆုံးထိုးနှက်ချက်ကြီးကတအားပြင်းထန်သွားတာပေါ့ဘယ်သူမှဆိုဘယ်သားမှဆို အဲ့ထုံးတဲ့ချက်ကိုမခံနိုင်ဘူးနော်မခံနိုင်တဲ့အတွက်ယောက်ျားတစ်ယောက်အနေနဲ့ဒါတော့ယောက်ျားတစ်ယောက်ရဲ့တဘာဝကိုကျွန်တော်တို့ကအဲဥရောရိုက်ပြတာယောက်ျားတစ်ယောက်အနေနဲ့မကျင်တ်ဘူးမိမောင် မကျင်တ်ဆိုဘာလို့လဲဟလာဟိုအလုတ်ကြီးပဲအာသွန်ခွန်ဆိုင်လုံလားလုံဘူးနော်ဒါဒါတဘာဝပဲ မိမမကြိုက်တာမှန်သမျှအကုန်လုံးမယ်။နော်မိမဘာမကြိုက်ဘူးလဲမိမမကြိုက်တာမှန်သမျှလုံမှာပဲ။ကလပ်သွားမယ်၊ဘာသွားမယ်၊ဖြုံးမယ်၊သုံးမယ်။အဲ့လားဆယ်အဲ့ချိန်မှာအဲ့လိုตายရတဲ့နောက်ကိုပါသွားတာ။ဒါလည်းအမှန်ဟိုလူရဲ့ဥစားပဲလေ။ငါမိမကိုမကျင်တတ်ဘူးဆိုပြီးတော့ငါအလုပ်ကြီးပဲလုပ်တော့မယ်ဆိုတဲ့ယောက်ျားကတော့မရှိပါဘူး။ မိမမကျင်နေတော့ကျင်နေတဲ့အလျောက်ကတော့မိမမကြိုက်တာတွေပဲလုပ်ပါပဲလေ comment တွေကတော့အမျိုးစုံတွေပဲလေတချို့တွေလည်းမရှိနိုင်ဘူးပြောရရှင်ပါတချို့တွေလည်းအဲဒီမှာငါရဲ့အဖြစ်နဲ့အရန်တူတာပဲဟလာငါလည်းတသက်လုံးမျက်နှာမရခဲ့တဲ့ချွေးမတယောက်ပါပါညာနဲ့ဒါပေမဲ့လည်းအဲ့လိုမျိုးခက်ခက်မှလို့တော့ပြန်ပြောပိုင်ခွင့်မရှိခဲ့ဘူးပါညာဆိုပြီးတော့ပေါ့နော်အဲ့လိုတွေပြောတာတွေလည်းဟိုရှိပါဆိုဒါကတော့ခုနပြောသလိုခုအကြောင်းကိုနဲ့ ဟဲ့လားတိုက်ဆိုင်မှုရှိသွားရင်ကျတော့ကိုခံစားရတာပေါ့နော်တိုက်ဆိုင်မှုမရှိရင်ကျတော့ဒါလက်မခံနိုင်ဘူးဘာညာနောက်တစ်ခုကတော့ဘာဖြစ်လဲဆိုတော့တီဟာဦးကိုအရန်ချစ်သွားလို့ပရိသတ်ကတီဟာဦးဒီဟီးရိုးပဲဟဲ့လားဒါပေမဲ့အခုလိုရုတ်တရက်သူကအဲ့လိုဟိုဖောက်ပြန်ရေးသမားဖြစ်သွားတဲ့အခါကျတော့သူတို့အမြင်မှာတီဟာဦး0ဖြစ်သွားတာလက်မခံနိုင်တာနော်ဘာလို့ဆိုတော့ဒါကတော့ဟိုဦးအနေနဲ့ဟိုဘာမှတော့ ဖြစ်ရှင်းရင်းစရာတော့မရှိပါဘူးတော်ဇလန်းထဲမှာအရန်ဟိုရုပ်ရှင်ဇလန်းတစ်ခုလို့မမြင်မဲနဲ့တကယ်အပြင်မှာပီဟာဦးဆိုတဲ့လူလဲတကယ်ရှိတယ်ခက်ခက်မာဆိုတဲ့လူလဲတကယ်ရှိတယ်ဒေါ်တင်နေဆိုဆိုတဲ့လူလဲတကယ်ရှိတယ်မန်နယ်ဆိုတာလဲတကယ်ရှိတယ်ဆိုပြီးတော့အဲ့လိုမျိုးတွေကိုသူတို့တွေကခံစားသွားရတဲ့အခါကျတော့အဲအဲ့လိုအဲနေဆိုးတယ်ငါဆိုးတယ်သူကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ အမျိုးတွေထွက်လာတာပေါ့နော် trader တယောက်အနေနဲ့ကတော့ဟိုသူ့ရဲ့တရုပ်ဆောင်မှုကိုကျွန်တော်တို့ကလက်ခံရမှာမှန်ဆိုလို့ရှိရင်လေ no နွေဟာဒီဇလန်းနဲ့ကနွေဟာနွေပဲမနွေပဲ no စူးထွက်လိုက်မဟုတ်ဘူးဒါမနွေပဲ no ဆိုတော့သူ့ကိုအခြားဟူစားမျိုးနဲ့အဲဘယ်လိုဖြစ်တယ်သူ့ရုပ်ကဘယ်လိုအမှန်တော့ဟိုစားပေါ့နော်ဒါကတော့နည်းနည်းလေး မနွယ်ဆိုတဲ့အရာကိုမုံပြီးတော့အဲ့မနွယ်တရုပ်ဆောင်တဲ့လူကဟိုစားအဲ့လိုမကောင်းမြင်တာပေါ့နော်အဲကျွန်တော်တို့ငငယ်တုန်းကလူပေါ့အံ့ကြော်ထွက်လာရင်ဦးကြောက်လုံးထွက်လာရင် तू ကတော့မိမတရယောက်ကိုတော့ तू မရင်းကျင်တော့ဆိုပြီးတော့အဲ့လိုယူသဘောပေါ့နော်ဆိုတော့အဲအဲ့ဒီစားတော့မဆိုရင်တော့ဟိုအဲ့လိုတော့မဟုတ်ပါဘူးလို့နော်ပြိသက်တွေပြိသက်တွေရဲ့တကယ်အပီကျမ်းမှုကို လက်ခံပါတယ်ကျေးဇူးလည်းတင်ပါတယ်လို့ဒါမဲ့လည်းဒါဒီဆုထက်လိုက်မဟုတ်ပါဘူးလို့เนาะဒါဒီမတ်နွယ်ပါမတ်နွယ်ရဲ့အဲမတ်နွယ်အဖြစ်ဟလာတေယုတ်ဆောင်တဲ့ဆုထက်လိုက်ရဲ့เนาะသူ့ရဲ့အနုပညာကိုကျွန်တော်တို့ကအသိမှပြုအောင်မုံမြက်ကဟိုပေါ့နော်ဟိုမျောလင်းထားတာတက်ကိုအရန်ဟိုဟိုအားပေးကြတဲ့အတွက်ဟာကျေးဇူးတင်ပါတယ်လို့နော်ကျေးဇူးတင်ပါတယ်ပြောဆိုတော့အဲ့ဒီမှာ ကတည်းကမှာတော့အဲဒီဇလန်းအဲဇက်အိမ်ဖွဲ့တဲ့အပေါ်မှာဟလာအဲဟိုစာစောစောပြောခဲ့သလိုပဲကို့အတွေ့အကြုံနဲ့အဲ꽌မကြုံဘူးခဲ့ရင်ပေါ့နော်ကို့အတွေ့အကြုံနဲ့꽌ချားခဲ့ရင်အဲတချို့နေရာတွေတော့လက်မခံနိုင်ဘူးဘာညာမျိုးတော့ရှိရင်လည်းရှိပါပါပေါ့နော်အဲအဲ့လိုမျိုးရှိတယ်ဆိုရင်လည်းဇလန်းအနေနဲ့ပဲဟလာလက်ခံပြီးတော့ကြည်ပေးပါလို့အဲဘယ်လိုအကြောင်းအကြောင်းနေပဲဖြစ်ဖြစ် ဲအခုလို့အားပေးကြတာဟိုတီးရတဲ့အတွက် trader တယောက်အနေနဲ့ရန်ကိုဝမ်းသာပါတယ်ပျော်ပါတယ်လို့เนาะဆက်လက်ပြီးတော့အဲရိုက်ကူးမဲ့ကားတွေအတွက်လည်းဒါဟိုဆက်ပြီးတော့လည်းအားပေးကြပါလို့ပြောချင်ပါ